်တစ်ဖက်ကလည်းအမြဲတမ်းကိုယ့်ကိုအဝဲဖြစ်နေရတန်ဖိုးတစ်ခုပေါ့နော်အဲဆန်တန်ဖိုးတစ်ခုတတ်မှတ်တာလည်းဖြစ်စေချင်တယ်ပြီးတော့လေးစားတာလည်းဖြစ်စေချင်တယ်နောက်ဒီကနေပြီးတော့မှပို့ပြီးတော့ပို့နက်နက်နဲနဲပို့လမ်းလျှောက်နေရပါလားဆိုတာကိုသိလိုက်ရတယ်ဆိုရဟာလေးတွေဒါကြောင့်ခြေထိုးခံလိုက်ရတဲ့ဟာမျိုးလေးရှိတယ်အဲ့တော့ဟိုပထမဦးဆုံးမိကွန်းလေးကပါတယ်ဆိုတော့ကို့အနေနဲ့ပေါ့နော် professional counselor တယောက်ဖြစ်ရည်တည်ရတယ် professional counselor တယောက်ဖြစ်ဖြစ်ရတယ်ဆိုရင်ကိုယ့်ရဲ့ခံစားချက်ကလေးပေါ့ကို့အနေနဲ့ကိုဒီ professional counselor တယောက်ပါလားဆိုရင်ဒီကိုယ့်ရဲ့ဒီယက်တီမှုလေးပေါ့မှာကို့အနေနဲ့ဘလို့ခံစားရလေဘလို့ခံစားချက်ကလေးဖြစ်တလေပေါ့နော်အဲ့ဒီမိကမှာကို့အနေနဲ့ဒီအလုပ်လေးကိုလေအားလုံးကချစ်မြတ်နေကြတယ်ဆိုတော့လေကို့အနေနဲ့ professional counselor တယောက်ဖြစ်ရတဲ့ပုံမှာဘလို့ခံစားချက်မျိုးလေးရှိပါတလေတဲ့ဟုတ်ကဲ့ပါဒီဖြစ်ပြီးစနေမှတူရှင့် ချိလိုက်မယ်နော်အချိန်နဲ့ကန့်တန်တယ်ဆိုတော့ဟောအမ်ကိုကိုကိုအခုကြာမေးခွန်းကြားတဲ့အချိန်မှာကိုကိုကို professional ဖြစ်ပြီလားပေါ့အဲအဲ့တကူမေးဖြစ်တယ်ပေါ့နော်အဲဒါပေမဲ့လို့မေးတဲ့ကိုကိုကိုမေးတဲ့အချိန်မှာကိုတကူစိတ်ချမ်းချမ်းသာသာနဲ့ရေဝင်ပြောရတာတော့ဒီချေချမှတ်ထားတဲ့ ethic ပေါ့နော် ethic ကိုကိုဒီနေ့ဒီမချိုးမဖောက်ဘူးလိုက်နာတယ်အဲပြီးတော့ဟို ethic ဆိုတဲ့နေရာမှာအစိတ်ကြွယ်ရမှာတော့ကိုက အများကြီးလာတယ်ပေါ့နော်ကိုဆိုလို့ရှိရင်ဒီအလကားလုပ်ပေးဖို့ client တွေအများကြီးလာဒါပေမဲ့ဘယ်တော့မှမယူခဲ့ဘူးပါတန်ဖိုးတစ်ခုပေါ့နော်စံတန်ဖိုးတစ်ခုတတ်မှတ်တာလည်းဖြစ်စေချင်တယ်ပြီးတော့လေးစားတာလည်းဖြစ်စေချင်တယ်အဲနောက်တစ်ခုကကြတော့အဲ client လို ethic ကိုတည်တည်ချာချာစောင့်စည်းတွေ့ခဲ့တဲ့အတွက်လည်းကိုကြောလုံးလုံးနဲ့အလုပ်လုပ်နိုင်နေပေါ့နော်အမားကြီးရှိလာရင်တောင်းပါအမ်ဖြေရှင်းနိုင်နေပေါ့လေကိုအနေနဲ့ပေါ့နော်ဆိုတော့ အဲ့ဒါလေးပါပဲ sharing လုပ်ပေးချင်တာပေါ့နော်ဟို ethic ကဘယ်လောက်ထိအရေးကြီးရဲ့ဆိုတော့ကျွန်မကတော့လက်တွေ့ယုံယုံနေပေါ့နော်အေးဟုတ်ကဲ့ကိုဟဲ့ကို share လိုက်မယ်နော်အဲဒီ professional တယောက်နေနေပေါ့နော်ဒီ career မှာမလွယ်ဘူးပေါ့နော်တစ်ဖက်မှာလည်းမလွယ်ဘူးဘလို့တစ်ဖက်မှာလည်းအရာမှဒီအလုပ်လေးပေါ်မှာမျက်နှိုးရဲဆိုတာခံစားချက်ပေါ့နော်မလွယ်ဘူးဆိုတဲ့နေရာလေးမှာလည်းအာဒီကျမတို့ဒီ အဲဒီအစင်စင်ပေါ့နော်ဒီကောင်ဆယ်လာဆိုတဲ့နေရာနဲ့ဆရာမရှိရ validation တွေဘယ်လောက်ပဲရလာရလာပေါ့နော်ဒါပေမဲ့အများတန်းကတော့လွယ်ကူနေရလမ်းပေါ့တနေရာမှာအများတန်းဒီဒီ land ဒီနေရာလေးမှာတတောင်းတနေရာမှာတော့အများတန်းခက်ခဲနေတဲ့ဟာလေးရတာအများရှိရဆိုတော့ဒီနေရာမှာဒီ professional တယောက်နေနေဆိုရင်အများတန်းကိုကိုကိုကလေးရက်လိုက်လို့မရအောင်ဆိုနေတာရက်လိုက်လို့လည်းမရအောင်အများတန်းကိုကိုစောင့်ကြည့်ရတယ်အကိုကိုလုံးဝဟိုတတိလည်းလုံးဝလွတ်လို့မရအောင်ဆွဲရမှာတစ်ဖက်ကဒီ client နေမှာလဲ client နေကိုလုံးဝလွတ်လို့မရအောင်ဆွဲတာပေါ့ ုံငယ်အတွက်အခက်ခဲရဆိုလို့ရှိရင်ခါကြရလို့ခြေထိုးခံလိုက်ရတဲ့ဟာမျိုးလေးရှိတယ်။မထင်မှတ်ပဲပေါ့နော် client တွေများလာတဲ့ခါမှာကိုမတိမတာနဲ့အလို transfer ရပြုတ်ကျသွားတာတွေကိုမတိလိုက်ပဲနဲ့အဝဲမဖြစ်တဲ့ဟာမျိုးလေးဆိုလို့ရှိရင်လည်းအော်အဲကြောင့်ကျလုံးဝမှဒီနေရာမှာဒီနေရာရောက်နေလို့ဟိုစိတ်ချလက်ချနေလို့မရဘူးဆိုတာပေါ့နော်အဲဒီခံစားချက်မျိုးလေးဖြစ်တယ်ပြီးတစ်ဖက်ကလည်းအမြဲတမ်းကိုကိုအဝဲဖြစ်နေရတော့တခုဆိုအရင်ဆိုပြုတ်ကြပြီဆိုလို့ရှိရင်အောက်မှာတခုခုခံထားတာမရှိဘူးဆိုတဲ့နေရာကြီးပေါ့နော်။ဥပမာဒီနေရာလေးမှာကျတော့ ပြုတ်ကြရင်တော့မှကိုအောက်မှာလေကုရှင်လေးတွေရှိနေဆိုတာပြုတ်လဲပြုတ်ကြရဲလာတယ်နာတော့လဲအနာခံရဲလာတယ်ဆိုတာလေကတော့ဒီမှာဒီဒီလမ်းကြောင်းလေးပေါ်မှာဒီခရိယာပေါ်မှာနာလဲနာတယ်ဒါပေမဲ့နာတာကနေပြန်ကုန်းတက်လာတာမှာပို့ရှင်မှာအများကြီးပြန်ရလာတယ်ဆိုတာပေါ့ဟိုဘယ်လိုပြောရမလဲဟို20ဘိုးပေးရင်100ဘိုးလောက်ပြန်ရတယ်ဆိုတာပေါ့နော်အဲ့လိုမျိုးလေးခံစားရတယ်ဟုတ်ကဲ့ပါအဲ့တော့ဒီအလုပ်ကိုစလုပ်တဲ့အစုလေးကဘယ်တော့မှလွယ်တယ်ဆိုတော့မရှိခဲ့ဘူးပေါ့နော်ဟို ဒီဟိုဟိုရှောက်လီလီလွဲလီလီမဟုတ်လားပဲနေရှောက်လီလီပို့ပြီးတော့နည်းနည်းလာလီဆိုတဲ့နေရာပေါ့နော်အဲ့ဒီနေရာလေးမှာကို့အမိနဲ့ပို့ပြီးတော့လေဒီနေရာမှာတင်ယူခွင့်ညီလေးရတယ်ဟို ဟိုပြုတ်ကျတယ်ဆိုတဲ့နေရာဒီမှာလဲခက်ခဲတယ်ဆိုတဲ့နေရာဒီမှာလဲရှိတယ်ပေါ့အဲ့တော့အခုချိန်မှာကိုယ်အနေနဲ့အခက်ခဲတယ်ပြုတ်ကျတယ်ဒီ emotional တွေနဲ့ပတ်သက်ပြီးတော့ကိုယ်အနေနဲ့ရင်ဆိုင်မှုခက်ခဲတယ်ဆိုတဲ့အချိန်မျိုးရောက်လာမယ်ဆိုရင်တော့ဒီအရာလေးကိုဘယ်လို handling လုပ်ရမလဲဆိုတဲ့အရာလေးကိုကိုယ်ကျွမ်းကျင်လာတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ကိုရဲရဲတင်းတင်းနဲ့ကို့အနေနဲ့ဒီစိတ်အလုပ်တွေလည်းလုပ်ရေးတယ်ကို့အနေနဲ့ဒီလုပ်ငန်းလေးပေါ်မှာကိုရဲရဲတင်းတင်းနဲ့ဆက်သွားရေးတယ်ဆိုတဲ့နေရာလေးကိုရောက်လာတာပေါ့နော်ကဲ့ပါ แล้วก็สลาเดียวพี่อะไรไม่รู้บ้างแล้วนอกจาเดียวเราเนี่ยที่มีคนรู้ที่พี่เจน่าชิบีละ ေးတဲ့မိကုံးလေးမှာဒီ professional တယောက်နေနဲ့ဘယ်လိုလေးခံစားရလဲဆိုတဲ့အပိုင်းလေးအဲ့အဟာလေးကိုပဲပြောချင်တာပေါ့နော်တကယ်တမ်းကျတော့ဖြူမာက client တွေအများကြီးမရှိဘူးဒါပေမဲ့လေဒီရှိတဲ့ client လေးပေါ်ပါပဲလှုပ်လိုက်ရလှုပ်ရရဆိုတဲ့အနေထားလေးမှာကိုကိုကိုဘယ်လန်းလေးမှမတွေ့ဖယ်သွားပဲနဲ့ကိုတိထားတဲ့ဟာလေးတက်ကိုကိုကနဲ့ကိုအာတခြားဘယ်လိုနီးလန်းနေပဲဖြစ်ဖြစ်ဒါလေးတွေအကုန်လုံးကမှဒါလေးနဲ့ကိုသွားပြီးမရောထွေးပဲနဲ့ဒီဒီရှိရှိနေတဲ့ဒီ professional လမ်းကြောင်းလေးမှာဒီရဲ့ athlete အတိုင်းပြီးရဲ့ဒီကချမှတ်ထားတဲ့ frame လေးအတိုင်းအဲ့အတိုင်းလေးအဲ့လမ်းကြောင်းလေးအတိုင်းကို ုရှောက်နေရတဲ့ဟာလေးကိုကိုကိုပို့ပြီးတော့ပို့ကျင့်နှက်တယ်ဟောပြီးတော့ဒီလမ်းကြောင်းလေးဒီတိတိကျကျချပေးထားတဲ့လမ်းကြောင်းလေးဒီဟာလေးတိုင်းလမ်းလျှောက်တယ်ဆိုရင်ကို့အတွက်ကဘယ်ဘက်လမ်းနေမှာမှလွဲမချော်သွားဘူးဆိုတဲ့ဟာကိုလေကိုကိုတိုင်းတိတိကျကျသိတယ်ပေါ့နော်ဒီ session လေးတစ်ခုချင်းတစ်ခုချင်းပြီးသွားတဲ့ပုံမှာမှကိုကိုတစ်စင်ပြီးတစ်စင်သိလာရတယ်ဆိုတဲ့အရာလေးတွေပေါ့နော်အဲ့သူတို့ပုံမှာလေကိုတင်ယူလိုက်ရတယ်ဆိုတဲ့အရာလေးတွေနောက်ဒီကနေပြီးတော့မှပို့ပြီးတော့ပို့နက်နက်နဲ့နဲ့ပို့လမ်းလျှောက်နေရပါလားဆိုတာကိုသိလိုက်ရတယ်ဆိုတဲ့ဟာလေးတွေဒါလေးတွေကဒီ professional လမ်းကြောင်းပုံမှာကိုကိုတိုင်းရှောက်နေရတယ်ဆိုတဲ့အရာလေးအတွက်ကိုကိုကိုလည်းပြ န်အတိမတ်ပြုဖြစ်တယ်ပြီးတော့ဒီဟာလေးကိုရှောင်နေရတဲ့အတွက်ကိုလည်းကိုဝမ်းသာတယ်ပေါ့နော်အဲ့ဒါလေးပဲပြောချင်ပါတယ်ဒီနေရာလေးမှာဆိုရင်လည်းကိုအနေနဲ့ဒီ client နေကိုနဲ့လမ်းသွားရဲဆိုပြီးအချိန်ခါမှာဒီဆရာမချမှတ်ပေးထားရဲဆိုပြီးဒီ senior စီကန်းဒီအတိုင်းအာကျွန်တော်တို့ဒီ counselor တယောက်လိုက်နိုင်ရမယ်ဆိုပြီးဒီ ethics ဆိုတာကလည်းတကယ်ကို solid ရှိထားတယ်လीเนาะဆိုတော့ဒီလိုမျိုးကိုလိုက်နိုင်ရမယ်ဆိုတော့ ဒီ ethic ကြီးဆရာမကျွန်တော်တို့ကိုချမှတ်ပေးထားတယ်ဆိုလို့ဒီကိုရဲ့ technique ဒီ bound ဒီအတိုင်းဟိုသာကိုတကယ်ကိုဝင်အောင်ရှောက်နေဆိုလို့ရှိရင်ကိုရှောက်တဲ့လမ်းကြောင်းပေါ်မှာကိုနဲ့ကိုကြားမှာလဲတာဝန်ကြီးတယ်လို့ကို့အတွက်ဒီ client နေပေါ်လဲတာဝန်ကြီးတယ်လို့ခံစားရတယ်ကို့အတွက်လဲပို့ပြီးတော့လုံခြုံစိတ်ချမှုရှိတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာ professional အနေနဲ့အလုပ်လုပ်တယ်ဆိုတဲ့နေရာမှာအရင်ကိုပြင်ပမှာရှိနေတယ်ကိုယ့်ရဲ့ behavior တွေလိုမျိုးဥမာတယောက်ယောက်ကဟိုပေါ့နော်ဒီထွက်သွားတယ်ဆိုလို့ရှိရင်ပြန်ခေါ်ခြင်းနေလို့ဒါမျိုးလေးမဟုတ်ဖင်းနဲ့ဟိုတကယ်ကိုပြန်ပြောလုပ်နိုင်နေဆိုတဲ့နေရာလေးပေါ့နော်ဟုတ်ကဲ့ပါအမကလက်ထောင်ကလက်ပြန်ချလိုက်အောင် တော့ဘာဖြစ်လို့လဲဆိုတော့အမှန်တော့ဒီမှာပြောနေကြတဲ့သူတွေကိုလေပြောတဲ့ဥစ္စာလေးတွေကြားပြီးတဲ့အခါမှာလေဒီမှာပြောတဲ့သူတွေကဆီယာမချထားခဲ့တဲ့အသစ်ပေါ့ဆီယာမချထားခဲ့တဲ့ structure ဆိုတော့လေအမှန်တော့အဲ့ဒါဆီယာမလည်းချခဲ့တာမဟုတ်ဘူးဆီယာမလည်းအဲ့ structure အောက်ကလှုပ်လှုပ်နေတာတို့လည်းဒီမှာအဲ့ structure အောက်ကအဲ့ဒီ structure အတိုင်းနဲ့အဲ့ဒီ structure ကိုပဲ respect လုပ်ပြီးတော့တို့လည်းအဲ့ဒီ structure အောက်မှာနေတဲ့သူတယောက်ပဲဘာဖြစ်လို့လဲဆိုတော့ဒီ structure ကတို့ချထားတာမဟုတ်ဘူး တို့ကို training ပေးခဲ့တဲ့သူကိုတော့မေးလေသူကလည်းသူချထားတာမဟုတ်ဘူးလို့ပဲပြောမှာ။ဒါဆိုဒီ structure အောက်ကိုသူကဘာကြောင့် follow up လုပ်လဲဆိုတော့ခါကြဒီ structure တို့လုံခြုံမှုပေးလို့တို့သွားတဲ့ land ကိုဒီကြောရိုးတစ်ခုအနေနဲ့ရှိနေလို့အဲ့တော့အဲ့အနောက်ကိုတို့သွားတယ်ဆိုတာကဒီ structure ကအမှန်တော့ဒီ structure တစ်ခုရဲ့အောက်မှာပဲဒီ professional တွေကအလုပ်လုပ်တင်တာအဲ့တော့ဒီ structure ဒီဟလား ဒီဆွဲရှာရဲ့ကောင်းကျိုးကကိုအလုံးလုံးနေတဲ့သူတွေကိုမမတ်သွားနိုင်ဘူးနောက်ပြီးတော့ကိုသွားနေတဲ့ client တွေပို့လဲသွားတဲ့လမ်းကိုမမတ်သွားနိုင်ဘူးအထောက်ပံ့ပေးတဲ့အတွက်တို့ကိုယ်တိုင်ဒီ structure ရဲ့အောက်မှာအလုပ်လုပ်နေတာအဲ့တော့ဒီ structure လေးကဒီကသူတွေ share ကြတယ်ပေါ့နော်ဟုတ်တယ်ဒါဆီယာမရှီယာနေတင်းယူတယ်ဆိုတာဒါဆီယာမချပြီးတော့မင်းတို့မဟုတ်ဘူးဆီယာမလည်း professional တွေသူတို့လူတွေဒီကလူတွေလိုပဲအဲ့တော့မြန်မာပြည်ကသူတွေကိုတို့အချင်း 9နာရီခွဲပေါ့เนาะဒီ quarter check ရှိတယ်ဆိုတဲ့နေရာမှာ client တွေတာဝန်ယူရတယ်ဆိုတဲ့နေရာလေးကတို့အတွက်နည်းနည်းလေးအခက်အခဲရှိတယ်ပေါ့เนาะဒီသင်တန်းချိန်လေးတွေကအဲ့တော့တို့က client တယောက်ကို တနာရီပေးလိုက်ရတာထက်ပေါ့เนาะဒီ professional 12ယောက်ကိုတနာရီ train ဖို့ကပို့ပြီးတော့ဖိုးတန်တယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့ဒီ client တယောက်ကို10နာရီအဲ counseling session ဥပမာပေါ့เนาะအဲ့ဒါသူ10ချိန်ဆို10နာရီဝန်းကျင် counseling session ကိုတွားလိုက်ရတာထက်ဒီ မြန်မာပြည်မှာရှိတဲ့ professional ကို10နာရီဝန်းကျင်အဲ12ယောက်ကိုတွားလိုက်ရတာပို့ပို့တန်တယ်လို့ထင်တယ်ဒါကြောင့်မလို့မယူတာပေါ့နော်အဲ့တော့အဲ့ဒီရွေးချက်ကလေးနဲ့ကောင်စလင်းဆက်ရှင်နေမယူမယူပြတ်တာပါအဲ့တော့အဲ့ဒီမှာလဲပေါ့နော်ဟိုတို့ဒီလဲ မြန်မာပြည်ကခုရှေ့မှာပြောနေတဲ့ professional တွေလိုပဲတို့လည်းဒီနိုင်ငံမှာဟာလာနားထောင်ပေးနေတဲ့ therapist တယောက်အနေနဲ့ analyst တယောက်အနေနဲ့ client တွေလက်ခံဆွေးနွေးနေတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်ဒီက professional တွေဒီ structure ကိုအနောက်ကိုလိုက်တဲ့အတိုင်းဒီ ethic အနောက်ကိုလိုက်တဲ့အတိုင်းအဲတို့ကိုယ်တိုင်လည်းအဲ့ ethic ကို respect လုပ်ရတယ်လို့เนาะအဲ့ဒါလေးကို share ပေးချင်တာအဲ့တော့ မလို့ဒီ professional တယောက်အမိနဲ့ဒီ professional တွေလိုက်နိုင်ရမယ်ဆိုတော့ဒီ professional counselor တွေလိုက်နိုင်ရမယ်ဆိုတော့တကယ်ကို ethics အဲကျွန်တော်တို့ဒီ technique ကို TBSI technique ကိုအသုံးပြုရဲဆိုလဲဒီ TBSI technique ရဲ့တကယ်ဘောင်ဒီ technique တွေကို ဟိုစနစ်တကျနဲ့လေးစားတွေလိုက်နာတယ်ဆိုပြီးဒီအပေါ်မှာကျွန်တော်တို့အနေနဲ့အလုံးလုံးနေတယ်ဆိုရင်ဟိုကို့အနေနဲ့ဒီလမ်းကြောင်းကလေးကလုံခြုံမှုလေးရှိတယ်အဲကို့အတွက်လည်းဒီနေရာမှာပို့ပြီးတော့ကိုနဲ့ကိုနေကြတဲ့မှာလည်းတာဝန်ကြီးတယ်ဆိုတော့ခံစားချက်လေးခံစားရမှာပေါ့နော်ဟုတ်ကဲ့ပါ